မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေတရင်နေ့ကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့ချောင်းမြို့မှာရဲစခန်းမှာထွက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ရှင်တန်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သား10ဦးသေဆုံးတဲ့ကြောင်းတင်ဆက်ပေးပါမယ်သခိုင်းတိုင်းချောင်းမြို့နဲ့ချောင်းမြို့မှာရဲစခန်းမှာထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ရှင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား10ဦးသေဆုံးခဲ့ကြောင်း Riot Tiger Force ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကတရင်ဌာနကိုပြောကြားခဲ့ပါတယ်အေပီလ20ရက်နေ့မနက်9:30ခန်းမှာချောင်းမြို့မှာရဲစခန်းမှာအင်အားတ ရာခန့်နဲ့ချောင်းမြို့အရှိဘဟန်သစ်စီဆိုင်နီးငါရှံရွာမြောက်ဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပြည်သားမိုင်းတွင်းစင်လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ရာစစ်သား၃ဦးတိစုံပြီး၄ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ အရင်နောက်ဒီကနေ့မနက်09:55မိနစ်ခန့်မှာမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခမထွက်လာတဲ့တံပြားကကား၈စီးအနက်ရှိဆုံးကား၅စီးကိုမုံရွာမန္တလေးလမ်းမပိုင်းတနင်္လာမှာပရိသာမိုင်းတွဲနှစ်တွဲစုစုပေါင်းမိုင်း၁၀လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာပထမကားကိုမိုင်းထိမှန်ပြီးနေရာမှာထိုးရက်သွားကြောင်းအလားတူဒုတိယကားကိုလည်းမိုင်းထိမှန်ခဲ့ပြီးလွင့်စင်သွားကစစ်သားနှုတ်တင်ဆုံးပြီး၆ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါရယ်အဲ့ဒီလိုမိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင်း၆ဦးမြို့မှာရဲစခန်းမှာလုံခြုံရေးယူပေးဖို့အင်အား၈၀ကျော်နဲ့ထွက်လာတဲ့ အကြံဖတ်စစ်တပ်စစ်ကြောင်းကိုဒီကနေ့မနက်7:25မိနစ်ခန့်မှာဒရုန်းနဲ့လေးကြိမ်ပုံတိ24လုံးကျင်းချတိုက်ခိုက်ခဲ့ရာစစ်သား9ဦးထပ်မံတည်ဆုံးခဲ့ကြောင်းသိရပါတယ်။မုံရွာကနေထွက်လာတဲ့ကားရန်တွေကိုလုံခြုံရေးယူပေးဖို့ထွက်တဲ့စစ်ကြောင်းမှာကင်းမုံတွေချတာပထမစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်တာက3ဦးသေတယ်။ကားရန်ကိုမိုင်းဆွဲတာက9ဦးသေတယ်။ကားနှစ်စီးပျက်စီးတယ်။ပထမကားကနေရာမှာတင်ထိုးရက်သွားတာဒုတိယမြောက်ကားကကားလာတဲ့ ကလာတဲ့တံပြားတွေပါလွင်ကုန်တာစစ်ခွေးနှကောင်တီးပါတယ်။ချောင်းရဲစခန်းတွေကနေထထွက်လာတဲ့စစ်ကြောင်းကိုဒရုန်းနဲ့ပုံကျဲချတာ၅ဦးတီးပါတယ်။ထထိုးတီးဆောင်စင်းရင်တော့မရှိပါဘူး။ခြေပြတ်တအူတော့ရှိပါတယ်။ တန်ရာရတာတွေလည်းများပါတယ်လို့ Riot Tiger Force ပြောင်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတန်ဦးကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကို Riot Tiger Force ပြောင်ကြားတပ်ဖွဲ့နဲ့အတူမုံရွာခရိုင်အမတ်စနစ်တိုင်ရင်တပ်ခွဲ၃လင်းရစီတပ်ခွဲ၊နှွေဦးဗရာသားကော်လန်၊နှွေဦးညီကိုများစစ်ကြောင်းနဲ့မုံရွာခရိုင်ပါကာဘာဒရုန်းလက်ရုံတပ်တို့မှပူးပေါင်းကတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။မိဘပြည်သူတွေကိုပြောချင်တာကခီးသွားတဲ့ခါမျိုးမှာစစ်ကောင်စီရင်တန်းနေတဲ့တွေ့ရင်ဝေးဝေးနေကြဖို့ပြောချင်တယ်။တိုက်ပွဲတွေအမြဲဖော်ဆောင်နိုင် ို့အတွက်ရန်ပုံငွေခက်ခဲရှိတာကြောင့်ကုညီဝန်းရံအားဖြည့်ပေးကြဖို့ပြည်သူတွေကိုတောင်းဆိုချင်ပါတယ်လို့ Riot Tiger Force ပြောကြားတဲ့ဖွဲ့မှတာဝန်ရှိသူတောင်းကထပ်မံပြောဆိုပါတယ် နောက်ထပ်တပုတ်နီနယ်ရှိပြုံမြို့နယ်မှာခလာရ293တန်ရင်မှဒုတိယတက်ချက်တအုပ်နဲ့ဒီမော့ဆိုမှာစစ်မှုရန်တပ်သား6ဦးလက်နက်များယူဆောင်လာပြီး PDF တပ်ဖွဲ့ထံအလင်းဝင်နေကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းရှိပြုံမြို့နယ်မှာခလာရ293တန်ရင်မှဒုတိယတက်ချက်တအုပ်တနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့ကြောင်း PB Defense Force မြင်းခရိုင်တပ်ရင်းနှင့် P2302 မှတာဝန်ရှိသူတအုပ်ကပြောပါတယ်။ ။အေဘီလာ22ရက်နေ့မှာရေပြူမြို့နယ်ကံပေါက်ဒေသအခြေဆိုင်ခလာရ293တန်ရင်မှာဒုတိယတက်ချက်တဦးတနက်တလန်ယူဆောင်လာပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်မြင်းခရိုင်အမှတ်နဲ့တန်ရင်ထံအလင်းဝင်ရောက်လာခဲ့ကြောင်းသိရပါရယ်။အဲဒီလိုအလင်းဝင်ရောက်လာတဲ့ဒုတိယတက်ချက်တဦးက MA1 တနက်တလန် G150 တောင်းကြီးပေါက်၄ခုလိုယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။ပုံမှန်ကတော့ MOD ကချင်းမြင့်ပါရယ်။ဒါပေမဲ့ချက်ချင်းမကြပါဘူး။ချင်းမြင့်ငွေကကျွန်တော်တို့တန်ရင်အနေနဲ့တက်နိုင်တဲ့ပမာဏတစ်ခုတော့ယာယီပေးထားပါရယ်။အဲ့ဒါကတော့အတီအကျ ကျွန်တော်ပြောလို့မရပါဘူးရဲဘော်ရီစင်တစ်စင်ပြီးတစ်စင်ချိန်ဆက်လာတာပါလောလောဆယ်တော့လုံခြုံတဲ့နေရာမှာထားထားပါတယ်သူ့တဘောဆန္ဒလျောက်ပဲသူ့လှုပ်ချင်တဲ့အတိုင်းဆောင်ရွက်ပြီးဖို့ရှိပါတယ်လို့ PP Defense ဖို့မြိတ်ခရိုင်တိုင်ရင်နှစ်မှာတာဝန်ရှိသူတအုပ်ကပြောပါတယ်ပြည်သူရင်ဝင်ကိုရဲဝန်စွာခုန်လုံလာတဲ့စီဒီအန်စစ်သားတွေကိုတိုင်ရင်ဘက်မှလုံခြုံစွာထားရှိပြီးမူဝါဒနဲ့အညီဆောင်ရွက်ပြီး၎င်းတို့တဘောဆန္ဒလျောက်နေထိုင်ခွင့်ပြုသွားမှာဖြစ်ပြီးပြည်သူရင်ဝင်ခုန်လုံလာမဲ့ရဲဘော်များကိုလည်းအမြဲကြိုဆိုလျက်ရှိကြောင်း PP Defense ဖို့မြိတ်ခရိုင်တိုင်ရင်နှစ်ကအတိ ပြီးနှိုးဆော်ထားပါတယ်။အလားတူကရင်နီပြည်နယ်ဒီမော့စုမြို့နယ်မှာစစ်မှုထမ်းတပ်သားတင်ချဦးကတနက်9လနဲ့အတူလက်နက်ကင်များယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဒီမော့စုမြို့နယ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ ဧပြီလ16ရက်နေ့မှာစစ်မှုရန်တပ်သားတင်ချောက်ကတနင်္ဂနွေနဲ့ဒုလက်နက်ခရင်များယူဆောင်လာပြီးပြည်သူ့ကာကွယ်ရေးအတွက်ဒီမော့ဆို DMO လိုကေ PDF တပ်ဖွဲ့တန်းအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အလင်းဝင်ရောက်လာတဲ့စစ်မှုရန်တပ်သားတင်ချောက်က MI1 တနင်္ဂနွေနဲ့ MI1 ကြီး400 55တောင်းကြီပေါ့16ခုလက်ပစ်ပုံလေးလုံး14နင်းမိုင်း3လုံးကြီကလေးတွေအိုက်ကွန်တလုံးဖုန်း9လုံးကန်ယူဆောင်လာခဲ့တာဖြစ်ကြောင်းသိရပါရယ် အဲဒီလိုလက်နက်များယူဆောင်လာပြီးအလင်းဝင်ရောက်လာတာကြောင့်ကနအုပ်ထောက်ပံ့ငွေဖြင့်ငွေကျပ်65သိန်းခန့်ထောက်ပံ့ထားပြီးမိသားစုဝင်တွေကိုအကြောင်းကြားကဆက်သွင်းနိုင်ဖို့ကူညီမှုတွေဆက်လက်လှုံ့ဆော်ပေးသွားမှာဖြစ်ပြီးလက်ရှိအချိန်မှာကောင်းမွန်စွာဆောင်ရှောက်ထိန်းသိမ်းထားကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့မုံရွာမြို့နယ်ခိုတန်းကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တိုက်ခိုက်ခံရလို့တုံးတည်ပြီးခုနအုပ်ထံရရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေအိမ်တစ်ထောင်ကျော်မိရှုဖြက်စီခံထားရတဲ့မုံရွာမြို့နယ်ခိုတန်းကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုပြည်သူ့ကာကွယ်တပ် ဖွဲ့တွေတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်သား3ဦးသေဆုံးက9ဦးဒဏ်ရာရရှိခဲ့တယ်လို့မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်သားတွေကနေအိမ်တထောင်ကျော်မီးရှို့ခံထားရတဲ့မုံရွာမြို့နယ်ခိုတန်းရွာကရက်သားတွေပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေခိုးယူလူရဲဖို့ရည်ရွယ်ချက်နဲ့ရောင်းလာတာဖြစ်တယ်လို့မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့ကဆိုပါတယ်။ခမ်းမန်းအင်အား20ကျော်ပါတဲ့စစ်ကောင်စီစစ်ကြောင်းကိုအပီလာ24ရက်နေ့မနက်ပိုင်းကခိုတန်းရွာအဝင်တနေရာမှာတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုကိုမုံရွာမြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့ ွဲပါကဖာဦးဆောင်မှုနဲ့တိုင်းနယ်ပါကဖာ Type 4 Black Flagon God of မုံရွာ Golden Eagle Sanking Every God of Snake ရက်ခမုံရွာခရိုင်တရင်တတူနဲ့ပူပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်ပူပေါင်းတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သား9ဦးမျက်မြင်ပြင်းထန်ထိခိုက်ဒဏ်ရာရပြီး3ယောက်ကနေရာမှာတင်သိမ်းဆုံးခဲ့တယ်လို့ဆိုပါတယ် ဆလပီနေပြည်တော်တိဆောက်ခဲ့တဲ့ကုမ္ပဏီတွေကိုစစ်ကောင်စီပြန်ခေါ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်မြို့သစ်တိဆောက်ရေးမှာပါဝင်ခဲ့ကြတဲ့ကုမ္ပဏီတွေကိုပြန်လည်ဆက်သွယ်ကြဖို့စစ်ကောင်စီနဲ့နေပြည်တော်စီပင်တရားရင်ကော်မတီကစစ်ကောင်စီဝါရဖြန့်သတင်းစာရီးကနေတဆင့်အတိပေးကြောင်းကြားလာခဲ့ပါတယ်။နေပြည်တော်တိဆောက်ရေးအထူးဖွံ့ဖြိုးရေးစီမံကိန်းမှာပါဝင်တဲ့ရုံဌာနအဆောင်တွင်ဝန်ထမ်းအင်အားတွေအုပ်ချုပ်မှုဆိုင်ရာအဆောင်တွေပါဝင်တခြားအဆောင်တိဆောက်ရေးလုပ်ငန်းတွေမှာတိဆောက်ခဲ့ကြတဲ့ကုမ္ပဏီတွေပြန်လည်ဆက်သွယ်ကြဖို့ကိုနေပြည်တော်စီပင်ကအကြောင်းကြားထားတယ်လို့ဆိုပါတယ်။ဒီ ကုမ္ပဏီတွေအနေနဲ့နေပြည်တော်စီမံသားရိုင်းကော်မတီရဲ့အင်ဂျင်နီယာဌာနအဆောက်အဦရဲ့ဌာနမှူးတွေကိုဆက်သွယ်ကြဖို့လည်းနေပြည်တော်စီမံကဆိုပါတယ်ဒီလိုနေပြည်တော်တည်ဆောက်ခဲ့တဲ့ကုမ္ပဏီတွေပြန်ခေါ်တာကိုစစ်ကောင်စီကာကွယ်ဝင်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်ရဲ့ဦးဆောင်တဲ့အဆောက်အုံများပြန်လည်ပြုပြင်အသုံးပြုရင်းနဲ့အစ်စ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီကကြီးညာခဲ့တာဖြစ်ပါတယ်အင်အားပြင်းစကိုင်းကလင်ကြောင့်နေပြည်တော်ပါဝင်တိုင်းနဲ့ပြည်နယ်ဆက်ကူမှနေအိမ်6354လုံးစာတင်ကြောင်း6952ကျောင်းဖုန်ကြီးကျောင်းနဲ့တီလာရှင်9400 2024ကျောင်းဇေဒီပတို9340နတ်စုဘာသာရေးအဆောင်613လုံးစင်းယုံစင်းကန်956လုံးရထားလမ်း56ခုလမ်း282ခုအမြန်လမ်း ပိုင်း198ကို10တမန်986ကိုတရား190နဲ့ Transformer 353လုံးပျက်စီးဆုံးရှုံးခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။အခုလိုပျက်စီးဆုံးရှုံးမှုစီးရင်ထုတ်ပြန်ရမှာနေပြည်တော်ကအစုံရယုံဌာနဆိုင်ရာအဆောင်တွေဘလောက်ထိခိုက်ပျက်စီးခဲ့တယ်ဆိုတာကိုတော့စစ်ကောင်စီကအသေးစိတ်သတင်းထုတ်ပြန်ထားတာမရှိဘူးလို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။